ဲအသေးဆုံးကုသိုလ်လေးတစ်ခုပြောပြကြည့်လိုက်မယ်ဆိုအသေးလေးကိုဘာမှမလှဘူးဘာမှမလှုပ်ဘူးသို့သောသူများလှူတာတန်းတာတို့မို့သူများလှူထားတဲ့စိုက်ပုတ်ကလေးဖတ်ပြီးတော့ဝန္တာအာရတော်လိုက်ကြတာတာဓုတာဓုတာဓုပါလို့ဟောအမြပေးဝေတဲ့အချိန်မှာအမြလေးခေါ်လိုက်တာဓုလေးခေါ်လိုက်တဲ့ကုသိုလ်ဟာဘာဆိုင်ရလို့လဲတာဓုခေါ်လိုက်တာပဲရှိတာပဲလေ အဲ့ဒီကုသိုလ်ကလည်းအကျိုးပေးတယ်လို့အဲ့ဒီကုသိုလ်ကတချို့ကထင်ကောင်းထင်မယ်ဒါရုခေါ်လို့အကျိုးပေးရင်တို့နေတိုင်းဒါရုတွေခေါ်နေတာဒီဒါရုကတခါတလေအိတ်ချန်တယ်ခေါ်တဲ့ဒါရုရှိသေးတယ်ဝန္တာအာယကုသိုလ်စိတ်ဖြစ်အောင်လုပ်ပြီးခေါ်တဲ့ဒါရုမျိုးဖြစ်ဖို့လိုတယ်နော်ဒါရုဆိုတာလည်းသွားပြီးတော့အထင်မသေးလိမ့်မယ်950ထဲမှာပါတဲ့သင်္ခဆတ်ဆိုတာရှိတယ်ဘုရားလောင်းကအဲ့ဒီတော့ကသင်္ခဆိုတဲ့ပုံနာတစ်ယောက်ဖြစ်တယ် လံခီးသွားတဲ့အခါမှာပစ္စေကဘုရားတဆူကိုတွေ့လို့နေဘူးထဲမှာဖနက်မပါပဲနဲ့ရှောက်နေတာကိုတွေ့လို့ကိုသူစည်းလာတဲ့ဖနက်ကိုကြာကြာနာနာဆေးကြောအဝတ်တွေပါတွေနဲ့ပုတ်ပြီးတော့တန်တန်ရှင်ရှင်လုပ်ပြီးတော့ပစ္စေကဘုရားခြေတော်ကိုဆွတ်ပေးလိုက်လှူလိုက်တယ်ဒီဖနက်ကလေးစီးပြီးတော့သွားပါဗျာအဲ့ဒီဖနက်လှူပြီးတော့တင်းမောတက်တာ တင်မောကကန်းကခွာခုနှစ်ရက်လောက်ကြာတဲ့အခါပင်လယ်ထဲမှာမုန်တိုင်းပြီးတော့တင်မောပြက်တယ်သူ့နောက်ကတပည့်တယောက်ပါတယ်ဆရာတပည့်နှစ်ယောက်တင်မောဘောကပညာတစ်ချက်ရလို့တင်မောမြုပ်တဲ့အချိန်မှာအဲ့ဒီပညာကလေးပေါ်မှာမိတွယ်ပြီးတော့ပညာကလေးကိုမိတွယ်ပြီးတော့ပင်လယ်ထဲမှာတိုင်းလုံးနေချင်အောင်မျောနေတာအဲ့ဒီဖဏတ်လှူခဲ့တဲ့ကုသိုလ်ချောင်းမို့လို့ မြစ်ဆောင်နဲ့ပင်လယ်ဆောင်နတ်သမီးကလာခဲ့တယ်။ကဲတဲ့အခါမှာသင်္ခပုံနာကိုသာကဲတယ်ကုသိုလ်ကြောင့်ကဲတာ။အဲ့ဒါလို့ကဲတဲ့အခါမှာသူ့နောက်ကနေအတူပါလာတဲ့လူကိုလှဲ့တော်မချစ်ဘူး။ကဲပါလို့ပြောလဲမကဲဘူး။နော်မကဲနိုင်ဘူးတဲ့။အဲ့တော့ဖះလောင်းဆိုတာအသိဉာဏ်ရှိတယ်။အော်ဒီလိုကဲတယ်ဆိုတာကုသိုလ်ကြောင့်ပဲ။သူ့နားမှာရှိနေတဲ့သူ့တပည့်ကိုငါတပည့် ငါဖဏတယံပိဿကဗုဒ္ဓကိုလှူခဲ့တယ်အဲ့ဒီကုသိုလ်ကောင်းမှုကိုမင့်အားအမြပေးဝေပါတယ်အမြအမြဆိုဟိုကောင်ကတာရုတာရုလည်းခေါ်လိုက်ရောမကယ်ခြင်းလို့မရတော့တသမီးကယ်လေရကုသိုလ်ကြောင့်ကယ်တာဟောတာရုခေါ်တာနဲ့ပင်လယ်ထဲမှာမနစ်တော့ဘူးလို့ဆိုဒါ950တဲ့မှာသိခြင်းဖတ်ချစ်သင်္ခါစလို့ခေါ်တယ်ဆိုလိုတာကတာရုခေါ်တဲ့ကုသိုလ်လေးတောင်မှပဲဒီလိုအကျိုးကျေးဇူးတွေရနိုင်နေတယ်လို့ အဲဒါကြောင့်မလို့ကုသိုလ်ဆိုတာယောဓမ္မအရေးပါတယ်လို့ဒီလိုပြောလို့တာပေါ့နော်အေးကုသိုလ်ကောင်းမှုဆိုတာအားလုံးမှာတုံ့ကြရတာဖြစ်တယ်ဘယ်ကုသိုလ်ပဲဖြစ်ဖြစ်အစွမ်းတတ္တိရှိကြတာအကြည့်ပဲ